နောက်ထပ်သတင်းကြောင်းရကတော့ခိုးမှာပဲခိုးမှာပဲငါ့ကိုလာမတားနဲ့ဆိုပြီးအကြမ်းမဲ့ဆက်ရှုံးကောင်စီထောက်ခံသူတွေကြမ်းဖုတ်ပါတီဝင်တွေဘက်ကရဲရဲတောက်မင်ကွန်းကြီးကိုနားဆင်ရမှာဖြစ်ပါတယ်အဲတော့ရဲရဲတောက်မင်ကွန်းကြီးလို့ပြောရင်တော့သူတို့တိတ်ပြီးတော့ကြိုက်မှာမဟုတ်ပါဘူးဒါကြောင့်မလို့စိမ့်စိမ့်တောက်မင်ကွန်းကြီးလို့ဒီနေရာမှာသုံးမရသေးအဲတော့ညိုးနဲ့ညိုးနဲ့ဘိုးစင်ပေါင်ဆက်ခိုးလာခဲ့တာဖြစ်ကြောင်းခိုးတယ်ဆိုတာကခိုးတာသာဖြစ်ပြီးတော့အခွင့်ရေးတရက်ကိုရရှိလာတဲ့အချိန်မှာဖမ်းဆုပ်တာဖြစ်ကြောင်း တကယ်ကိုအဖေလက်ကိုမိလက်ကိုဖိုးဖွားတွေအကုန်လုံးခိုးတဲ့အကြောင်းကိုဂုံယူဝင်ကြွားစွာနဲ့အခုလိုမျိုးပြောဆိုလာတာဖြစ်ပါတယ်မိန်ကုံးကိုစိမ့်စိမ့်တော့မိန်ကုံးကိုနားသိရင်လည်းကျွန်တော်တို့မှတ်ချက်ပြကြည့်အောင်ပါခိုးတော့ခွေးရေးခိုးတယ်ခိုးတယ်ကျမတော့ဆင်ဆိုးရခိုးတယ်ခိုးတော့လည်းခိုးမှာပေါ့နော်ဝင်တန်းဆိုတာကျမလည်းခိုးတယ်ကျမမေလည်းခိုးတယ်မျိုးတို့လည်းဝင်တန်းဆိုရင်ခိုးတယ်ဘာဖြစ်လို့လဲဆိုအစိုးရက ပေါ်တော့ဝင်းလန်းဆိုတာကျမလည်းခိုးတယ်ကျမမိလည်းခိုးတယ်မျိုးတို့လည်းဝင်းလန်းဆိုရင်ခိုးတယ်မင်းတို့လည်းဆိုအစိုးရကောဖြစ်လာပါဦးကျမတို့ဖိုင်ဖို့ပါဖိုင်ဖို့ရတဲ့ဥမမတောင်းတဲ့အတွက်တီလာမဆောင်ဘူးခိုးမှာပဲလူတိုင်းခိုးတယ်မခိုးဘူးဆိုရင်ကျမတို့လည်းဟောင်း နဲ့ဒါပေမဲ့အလားကိုခိုးတယ်လို့မသိပါနဲ့အခွင့်အရေးကံပြန်လုံးဝဝိညာဉ်ကြုံလာတဲ့အခါကျရင်တော့အခွင့်အရေးလေးကပေါ်တယ်အဲ့ဒါအက